ိသမ ्या အလုံးပဲမင်္ဂလာပါခင်ဗျာ channel ကြီးကနေပတ်စီတင်ဆက်ပေးနေတဲ့ကျွန်တော်တို့ဘလုံးရက်ွက်အစီအစဉ်တင်ဆက်မယ့်နေ့ဖြစ်ပါတယ်ဒီနေ့စနေနေ့အစီအစဉ်ကတော့ဒီစနေညမှာရှိရဲအကောင်းဆုံးဘလုံးပြိုင်ပွဲစဉ်တွေကနေပြီးတော့တချို့ကိုအာအသာစီစဉ်တင်ဆက်သူတွေဖြစ်တဲ့ကိုစူးဝင်းစော်နဲ့ကိုချင်းကြီးကကျွန်တော်နဲ့အတူပါဝင်ပြီးတော့ဒီနေ့ဘလုံးရက်ွက်အစီအစဉ်မှာဆွေးနွေးတင်ဆက်သွားကြမှာဖြစ်ပါတယ်ခင်ဗျာ အခုလိုမင်္ဂလာပါဟုတ်ကဲ့ပါဟုတ်ကဲ့အဲ့တော့ကျွန်တော်တို့ဘောလုံးရက်ကွက်ကဒါ season 3ရဲ့ဒုတိယတစ်ပတ်ရောက်လာ second week ရောက်လာပြီအဲ့တော့ပထမတစ်ပတ်မှာလည်းကိုစိုးဝင်းတော်နဲ့ကိုချင်းကြီးပါဝင်ပြီးခဲ့တယ်အဲ့တော့ဟို Premier League ပွဲတွေပဲပွဲကောင်းနေပြီးခဲ့ပါကတော့သုံးသက်ခဲ့ကြတယ်ပေါ့နော်အဲ့တော့ဒီတစ်ပတ်လည်းကိုစိုးဝင်းတော်နဲ့ကိုချင်းကြီးဆက်ပြီးတော့ပါဝင်မယ်အဲ့တော့ဒီစနေညပွဲလေးတွေကပွဲကောင်းတွေကများတယ်အသင်းကြီးတွေပွဲကဒီညမှာများတယ်ပေါ့နော်အဲ့တော့ ဟိုကျွန်တော်ခက်မြမြန်လေးပဲဒီစနေပိုင်းကိုတော့ကျွန်တော်အရင်ထွေးရလေးပါးတိတ်သွားမနေပဲねเนาะခက်တုတ်တူလေးပဲသုံးသက်ချင်တာပေါ့เนาะဒါပေမဲ့ကျွန်တော်တို့အာဒီအခုဒီ season ပြီးရနဲ့ပဲကွက်တိပဲလာမယ်ပွဲတစ်ပွဲရှိတယ်ဒါ Bradford United เนาะအဲ့တော့6နာရီမှလာမယ်ကျွန်တော်တို့ season 9နာရီ40ဆိုတော့ဒါပြီးရနဲ့ပွဲတန်းလာလို့ကျွန်တော်တို့က preview တန်းရိုက်တူလို့ဖြစ်တယ်เนาะကွက်တိလောက်တာဆိုတော့အဲ့တော့အဲ့တော့ Bradford United ပွဲလေးကိုစပြီးတော့ အာဒီ side business ပုံစံမဲ့ဒီ season မှာဒီနေ့စလိုက်မယ်ပေါ့နော်အဲ့တော့ဟိုကိုစိုးရောစပါအောင် Brentford နဲ့ United အဲကျွန်တော်တို့ပြီးခဲ့တဲ့ဘက်က United ကိုကျွန်တော်တို့လက်လွန်ခဲ့တာလေးတွေရှိတာလားဟုတ်ကဲ့ဟုတ်ကဲ့ကိုစိုးရောဒီပွဲအမြင်လေးပြောပါဦးမှန်ပါတယ်ပြီးခဲ့တဲ့ဘက်ကတော့ကျွန်တော်တို့က Brentford နဲ့ United ကိုပေါ့နော်အများကြီးမမျှော်လင့်ကြဘူးပေါ့ဒါပေမဲ့ပွဲရဲ့ဒီ turning point ကလည်းအစော်ကြီးဖြစ်လာတာဟုတ်ကဲ့ဘက်ကကိုသမား Robert Sanchez ထုတ်ပစ်ခံရတော့တယောက်တာနဲ့ကစားရတယ်ပွဲကိုဒူးဆူးနဲ့ဥဆောင်ပြီးမှဒါပွဲပြီးမှ ဒီရာသီးရဲ့တို့ဒါ big six ချင်းမှာပထမဆုံးနိုင်ပွဲရပါတယ်။အဲ့တော့ဒါကျွန်တော်တို့ပြီးခဲ့တဲ့ဘက်ကတော့ Chelsea ကိုပို့ပြီးတော့မျောလင်းခဲ့တယ်။ဒါပေမဲ့ United ကမထင်တာလုပ်ပြသွားဒီတစ်ပတ်ကျတော့ဒါသူ့ရဲ့ခြေစွမ်းမကိုထက်ပြီးတော့အဆန်းတက်ခါမယ်ပွဲ။ဘာဖြစ်လို့တစ်ဖက်က Brentford ဒီနှစ်မှာအရန်ကြီးကောင်းတဲ့အနေထားတော့မဟုတ်ဘူး။ Brentford ကဒီရာသီး၅ပွဲကစားပြီးမှ၄မှတ်ပဲရထားသေးတယ်ဆိုတော့တိတ်ပြီးတော့မနစ်ကထက်စားရင်သူတို့ရဲ့အဓိကစားသမားတော်တော်များများဆုံးရှုံးထားအထူးသဖြင့်တိုက်စစ်ကအမ်ဘူမိုတို့ဝစ်ဆာတို့မရှိတော့တဲ့တိုက်စစ်ကအများကြီးယော့ပါတယ်။သူတို့တိုက်စစ်မှာဆိုရင် Igor Tiago နဲ့ Dan Scan နဲ့ Kevin Sharden နဲ့ ီစားသမားတွေပဲကျန်တာအဲ့ထက်မှမှဤဂေါ်တီယာကမနှစ်ကလုံးဝကစားခွင့်မရဘူးဒီနှစ်ကြမှနေရာရလာတယ်ဆိုတော့သူတို့ရဲ့အဓိကထောက်တိုင်ကစားသမားတွေတိုက်စစ်ပိုင်းကစားသမားတွေမရှိတော့ဘူးဆိုတော့ရုန်းကန်နေရတယ်နီးပြားကလည်းနီးပြားတင်းနေဆိုတော့အတင်းကတော်တော်လေးဟို format မကျသေးဘူးပေါ့နော် United ကတော့အတင်းကြီးတင်းနေနဲ့ပြောမယ်ဆိုရင်လမ်းကြောင်းမှန်တစ်ခုကိုတော့ရောက်မလာသေးဘူးဒါပေမဲ့ဒီကဲဘက်ကနိုင်ပွဲရသူတို့ဘလောက်ထိ carry ယူသွားနိုင်မလဲဒီပွဲကိုတော့အဓိကကျွန်တော်တို့ကြည့်ရမယ်ပေါ့ဟုတ်ကဲ့အဲ့တော့ခုဆိုရတော့ပြောလို့ပဲ United အတွက်ကတော့နောက်ထပ်ဟိုဘယ်လိုပြောရမလဲ ပြီးခဲ့တဲ့ဘက်ကဘာဖြစ်တာလဲဆိုတာကိုထပ်ပြီးတော့တတိပြဖို့အတွက်ဒီဘက်ကအရေးကြီးသွားပြီအဲပြီးတော့လမ်းကြောင်းအပေါ်တော့ရောက်မလာသေးဘူးဒါပေမဲ့ဘာပဲဖြစ်ဖြစ်ချဲစည်းလို့လက်ရှိချိန်မှာသူ့ထက်ပိုပြီးတော့ဟိုကောင်းနေတဲ့ရတမှန်နေတဲ့အသင်းကိုနိုင်လိုက်တဲ့ဟာလေးတစ်ခုကိုဒီမှာ carry ဘယ်လိုယူနိုင်နိုင်မလားပေါ့နော်အဲ့ဒါလေးကစိတ်ဝင်စားစရာကောင်းတယ်အဲ့တော့ခုချင်းကြီးပြောအောင်ဒီပွဲလေးပေါ့ဘယ်လိုမြင်လဲဟုတ်အဲ့တော့ကိုသုံးတော့ပြောလို့ပါပဲကျွန်တော်ပြီးခဲ့တဲ့ဘက်ကဟိုမထင်တာလေးလုတ်ပြထားတယ်ဆိုတော့ United မှာတခုတော့ရှိတာပေါ့လေဟုတ် ဟိုတပွဲနဲ့တပွဲကြားမှာမပြောနဲ့တပွဲထဲမှာတော့မှ45မိနစ်45မိနစ်တော့မတူဘူးเนาะအဲ့ဒါပြဿနာဖြစ်နေအောင်အမိုးရင်းအဓိကဖြည့်ရှင်းရမယ့်ပြဿနာပါเนาะဟုတ်အသိရဲ့ တက်လိုက်ကြလိုက်ဖြစ်ညာဗျာအတမထဲကြီးအကြကြီးပဲလည်းမဟုတ်ပါဘူးဟိုကောင်းတဲ့ပွဲလေးတွေရှိဥမာဘန်လင်တဲ့ပွဲဆိုပထမပိုင်း45မိနစ်ကောင်းအကြနဲ့အနေနေပြီးတော့မဟုတ်ပါဘူးအဲ့တော့ဒုတိယပိုင်းကပြန်ဆိုးသွားပြီးတော့မနေနိုင်ဘူးကစားရတယ်ပေါ့နော်အဲ့တော့ Chelsea နဲ့ပွဲမှာတော့ချင်းနေကိုကအဲ့လိုဖန်လာပွဲစားတာထွက်တော်တော်ကောင်းတယ်ပွဲစားတွေကဟိုချယ်လ်ဆီကအဲ့လိုမထင်တော့ယူလိုက်တဲ့အဲ့လောက်ထိဖိအားပေးလာလိမ့်မယ်လို့မထင်ဘူးပွဲစားမှာဒီ10မိနစ်15မိနစ်လောက်ကောင်းကောင်းဖိအားပေးလိုက်တဲ့ဟုတ်ရက်လက်ကချယ်လ်ဆီအဲ့မှာပြာရခတ်ပြီးတော့ အဖြစ်တင်အမှားတွေအငိုင်းမိသွားတယ်အငိုင်းမိသွားတော့အဲ့မှာပွဲအလှည့်ပြောင်းနေရတယ်အဲ့နိုင်သွားတယ်ထိုက်တယ်အိမ်ခွေးမှာနိုင်ဝဲရတယ်ဘာဖြစ်ဒီလိုရက်လက်ဆိုးနေတယ်ဖီးယားရောက်နေတဲ့အတင်းတွေဒါကတက်ရှူချောင်းသွားတဲ့အချိန်တွေပဲတန်းတဲ့ပွဲတစ်ခုပဲဒါပေမဲ့မိုရင်အဲ့ပွဲပြီးမှလည်းပြောတယ်ဒီနိုင်ပွဲကြောင့်ပျော်ပြီးတော့ဒီဖီးယားယော့သွားပြီးတော့ဟိုတပြင်းချပြီးတော့နေလိုက်လို့မရဘူးနောက်ပွဲကိုဆက်နိုင်ဖို့လိုတယ်ဆိုတော့နောက်ပွဲမနိုင်ဆိုအဲ့ဖီးယားပြန်ပြီးနောက်တစ်ချိန်ပြန်ရောက်လာအောင်မှာသူသူသီးဖို့ကောင်းပါလေကျန်တဲ့တွေတူတယ်သူသီးဖို့ပဲအရေးကြီးသူကတော့ပြောနေရတာတစ်ခါလာတစ်မျိုးပြောတာအဲ့တော့ ဘာလုပ်ပြမလဲပေါ့နော် brand 4 queen ဆိုတာမနစ်ကလည်း43နဲ့ရှုံထားဆိုတော့လွယ်မှာတော့မဟုတ်ဘူး brand 4ကလည်းဒီရာဒီမှာဟိုကစားမကောင်းနေဆုံးရှုံထားဆိုကိုဆုံးဆိုပြောလို့ MMO တို့ visa တို့ရှုံထားတယ် MMO ဆိုအသိဟောင်းနဲ့ပြန်ရင်ဆိုင်ရမယ်အဲ့တော့ဒါပေမဲ့ brand 4ဒီရာဒီကကြရထားတဲ့ရမှတ်၄မှတ်ကွာအင်္ဂွေ၂ပွဲမှာယူထားတာအင်္ဂွေမှာ villa 1 c နဲ့နိုင်ထားတယ် chelsea ကို2 2နဲ့ကန်ထားဟုတ်ကဲ့ဒါနောက်ကြကိုနေပါလေဟုတ်ဟုတ်ဒါ2 1ရှုံနေရတယ်လက်စမနစ်မှာ2 2ပြောချင်တာအင်္ဂွေဒီရာဒီ၂ပွဲလုံးမရှုံထားဘူးပြီးတော့ brand 4ဆိုလိုက်တာနဲ့ အိမ်ဝင်းအားကောင်းလဲဆိုတာအလုံးသိပြီးသားပဲ။သူနဲ့သူရအမှတ်တိတ်သင်္ကေတလို့ဖြစ်နေပြီ။အဲ့တော့ United ကလည်းအဝေးကွင်းနေမှာဒီရဒီကအဲ့လောက်ထိရလက်လည်းမကောင်းဘူးဆိုတော့ဟိုအိမ်ကွင်းမှာတော့မှရုံကန်နေရအဝေးကွင်းဆိုပို့ပြီးတော့ခက်ခဲနေရပါလိမ့်။အဲ့တော့ဒီအချိန်နေမှာတော့ Brentford ကွင်းမှာသွားကစားရမှာ United အတွက်ခက်လိမ့်မယ်လို့ကျွန်တော်တို့ထင်နေပြ။ဟုတ်ကဲ့။အဲ့တော့ဟို United အတွက်ကတော့ခက်ခဲတဲ့ပွဲတွေကတော့များခဲ့ပါတယ်တခြားလုံးပေါ့လေ။ဒါဟိုပြီးခဲ့တဲ့ရာသီတွေရော ဟိုအခုလည်းနောက်ထပ်အဆန်းအသတ်ခံရမှာပေါ့နော်ဒီလိုခက်ခဲကျွန်တော်တို့အခုချိန်မှာ United ကဒီလိုတော့မှပေးပြီးရုံကြည်လို့မရတော့ဘူးလေ Brentford နဲ့အဝေးကွင်းခက်ခဲနေပဲပေါ့လေအဲဟိုပွဲဆိုလို့ရှိရင်လည်းခက်ခဲနိုင်နေပေါ့လေအကောင်းဆုံးပုံစံရမှာမထင်မှတ်တာတွေလုံးမနိုင်မယ်ဆိုတော့ United ကိုပြန်ပြောနေရတာဒီပဲနှစ်တင်ပါပေါ့အခုလည်းအဲ့အခြေအနေမျိုးမှာပဲရှိရဆိုတော့အဲ့အခြေအနေတစ်ခုကနေပြီးတော့ရုံထွက်ဖို့ဒီလိုအဝေးကွင်းပွဲတွေမှာ Brentford လိုအသင်းမျိုးတွေကိုခက်မှန်မှန်လေးစိတ်စိတ်လေးနိုင်လာဖို့လိုတယ်အဲအဲ့ဒီပုံမှာမှအသင်းက ဟိုယုံကြည်မှုမြင်ရလာမယ်ပြည်သက်တွေရဲ့ထောက်ခံမှုအားပေးမှုလေးတွေပြန်ရလာမယ်အဲ့ဒီပုံမှာမှအမူရင်ကအာဒီကစားသမားတွေနဲ့သူချမ်းမှာပူပြီးတော့နားလည်မှုလေးတွေပူရလာမှာအသင်းရဲ့ရလက်ကလည်းတဖြည်းဖြည်းချင်းတက်လာမှာပေါ့နော်ဟုံးနဲ့တိုင်းနဲ့တော့တက်လာမှာမဟုတ်ဖြည်းဖြည်းချင်းတက်ဖို့တလန်းချင်းရွေ့ဖို့ကအခုဒီ brand 4ကိုတော့အဝေးကမှနိုင်ငံကစားနိုင်မှုတော့လိုတာပေါ့နော်ကဲအဲ့အဲ့တော့ဟိုကုဆိုးတော့ ဒီဒီပွဲလေးကိုဘယ်လိုတုံ့သက်ချင်လဲရလက်လေးဆိုရင်ရောဘယ်လိုဖြစ်မထင်လဲဘာတွေရောဖြစ်ပြောချင်သေးတယ်ပေါ့နော်တရှိ तू က၅ပွဲ8မှတ်ဒါပေမဲ့ तू ကစားတဲ့အထက်မှာကျွန်တော်အတင်းကြီး၃တင်းကစားထားတယ်ပေါ့နော်ဟုတ်ကဲ့ဒါမက်ဆီတီကိုရှုံးတယ်အာဆင်နယ်ကိုရှုံးတယ်ချဲဆီကိုနိုင်ထားဆိုတော့အတင်းကြီး၃တင်းကစားထားရဲဆိုတော့ဒီရမှတ်8မှတ်ကအရန်ကြီးစိုးရတဲ့အထက်မှာတော့မပါဘူးမက်ဆီတီတောင်မှသူတက်တမတ်လောက်ပဲတားတယ်ပေါ့မက်ဆီတီတောင်မှရမှတ်ကဒီ8မှတ်လောက်10မှတ်လောက်ပဲရှိထားတယ်ဆိုတော့ဟုတ်ကဲ့ အရင်ညက်လက်ထဲမှာတော့မပါဒါပေမဲ့ခြေစွမ်းကတော့တသမတ်တည်းမှန်းဆဖို့မလွယ်သေးဘူးပေါ့နော်ဒီပွဲမှာကျွန်တော်တို့အဓိကကြည့်ရမှာအန်ပူမိုအသင်းဟောင်းကိုဘယ်လိုပြန်ပြီးတုံ့ပြန်မလဲအန်ပူမိုကဘရန်ဖို့တင်းရဲ့တကယ်ဟိုဟိုမရှိမဖြစ်ကစားလာမှာပေါ့နော်ပြီးခဲ့နှစ်က twin goal 20ဂိုးဖန်နီမှု9ချိန်ဆိုတော့ဘရန်ဖို့တင်းမှာတလောက်ထိဂိုးသွင်းနိုင်တဲ့ကစားလာမှာလည်းမရှိခဲ့ဘူးအရင်ကကျွန်တော်တို့ Ivan Toney တို့ရှိခဲ့ဆိုတော့နောက်ပိုင်းမှာသူကအသင်းကိုကယ်တင်ခဲ့တဲ့ကစားလာမှာအဲ့တော့လက်ရှိ United မှာလည်းသူ့ကိုပဲအဓိကမိခိုးပြီးကစားနေရတယ်သူပဲချက်ခိုင်မှုအပြည့်နဲ့တိုက်စစ်ကိုဦးဆောင်ရယ်ကုညာကပြီးခဲ့တဲ့ဘက်က လူစားဝင်ကစားသွားဒီပွဲမှာတော့ကုညာကိုပွဲထွက်လူစင်မှာမြင်ရနိုင်တယ်တိုက်ဆက်ကကျွန်တော်ချက်စကိုကပုံစံကောင်းမရသေးဘူးသူဝင်စကစား권ရတဲ့ပွဲတွေမှာရုံးကန်နေရစဲဆိုတော့အဓိကတော့ဘရူနိုဖန်ဒက်လက်ဘလောက်ထိကွင်းလယ်မှာမောင်းနှင်နိုင်မလဲကျွန်တော်တို့ကြည့်ရမယ်ဟုတ်ကဲ့ပြီးတော့ဘရူနိုဖန်ဒက်လက်နဲ့ဘယ်သူတွဲမလဲပေါ့နော်ကက်စမေယိုကအဲ့ဘက်မှာနှစ်ဝါတနီယူသွားရဆိုဥကာတီကိုသုံးမလားမိုင်နူကိုသုံးမလားဖြစ်နိုင်ကြရတော့ဥကာတီနဲ့ဖန်ဒက်တွဲလာနိုင်တယ်ဆိုတော့တိုက်ဆက်ကတော့လောလောဆယ်အနေထားရယူနိုက်တက်ရဲ့တိုက်ဆက်ကပိုတာတယ်တစ်ဖက်ကကီဗင်ရှာတယ်တို့ ီဂိုတီယာကိုတို့ဂျန်စကက်တို့ကအဲ့လောက်ကြီးထိမမိသေးဘူးတယောက်တည်းအကြာမမိသေးဘူးဒါပေမဲ့ဖရန်ဖို့ကတည်ကြတာတို့က3ဘက်ဒါမှမဟုတ်ရင်ကျွန်တော်တို့ခန်းစစ်ကစားရင်5ဘက်ပုံစံမျိုးနဲ့5-3-2ဆန်ဆန်သွားနေတယ်ဘွဲ့လဲမှာဆိုရင်ဒါဝိုင်းရင်ကွနေတော့ဂျော်ဒန်ဟန်ဒါဆန်တို့ဦးဆောင်နေတယ်ဆိုတော့ခန်းစစ်ကစားလာမယ်ဆိုတော့ဒီခန်းစစ်ကို United အနေနဲ့ကြော်ဖို့လိုတယ်ကျွန်တော်ထင်တော့ United ခက်ခက်ခဲခဲကစားလိမ့်မယ်နိုင်ခဲ့ရင်လည်းတော်တော်ကိုကျင်းမြောင်းနေရလက်ပေါ့နော်1 goal ဆိုတာမပူဘူးပေါ့2-1ဆိုတော့ရလက်မျိုးလောက်ပဲအများဆုံးမျှော်လင့်လို့ရမှာတင်ဟုတ်ကဲ့ကို အဲ့တော့ကိုဆွေးဆိုသုံးတတာတော့ကိုချင်းကြီးဒါဟို United ခက်ခဲမယ်နိုင်သွားရင်တော့ကတ်နိုင်မယ်ပေါ့နော်ဒါတော်တော်လေးကြိုးစားအောင်ပေါ့နော်အားလုံးအဆင်ပြေခဲ့ရင်တော့မှကတ်နိုင်တော့ပဲဖြစ်မှာပေါ့နော်အဲ့တော့ကိုချင်းကြီးကဘယ်လိုသုံးသပ်လဲပြီးတော့ ိုချဲစည်းပွဲလေးပြီးခဲ့တဲ့ချဲစည်းနဲ့ပွဲလေးပြန်ပြောဖို့တချို့ကြံခဲ့လို့ဒီဒီပွဲမှာဟိုချဲစည်းတဲ့နေနာခဲ့ရတဲ့ချို့လဲရှိနိုင်တယ်ပရိသတ်တွေကလည်းချဲစည်းပရိသတ်တွေကလည်းအားမလို့အားမရဖြစ်ခဲ့တာလေးရှိတယ်ပေါ့အင်တာနက်နဲ့ပွဲဆိုလို့ရှိရင်ဒါမဲ့လဲဟိုပွဲတစ်ပွဲရဲ့အလှည့်ပြောင်းမှာတော့တရာစီလုံးမှာတော့တင်းမဟုတ်ကိုတာလိုက်သူနာလိုက်ဒီလိုတွေချုပ်ချုံကြမှာပေါ့နော်အဲအဲ့တော့ဒီပွဲရလက်လေးရောဘယ်လိုဖြစ်မှထင်လဲဒါလေးရဲ့ဖြစ်ပြောပါဟုတ်ကဲ့ပါဟုတ်ချဲစည်းနဲ့ပွဲမှာတော့ဟိုအကိုပြောသလိုပဲဒီ နီကထုတ်ခံရတဲ့ပြဿနာတွေရှိတယ်ပြီးတော့အဖွင့်ကိုရသွားရမှလည်းလူကျုံမကျုံဆိုတဲ့ဟာလေးပေါ့လေဒါအရင်ဘွားနေရာလေးရှိတယ်ပေါ့အဲ့တော့အကိုပြောဆိုတော့တရားဒီလုံးမှဒါတွေကဟိုကိုတာသွားတာလေးရှိတယ်ကိုနာသွားတာလေးရှိတယ်ဒါတွေကတော့ပြန်ပြီးတော့မျှကြီးပြန်ဖြစ်သွားမှာပေါ့လေတပွဲစားအနေနဲ့တော့ဒီပွဲမှာ United နည်းနည်းလေး favor ရသလိုဖြစ်သွားတာပေါ့လေအဲ့တော့ဒါကလည်း Chelsea ပြိတ္တတွေဒါကတော့တူတူကိုကိုခံစားရတဲ့ favor ပါပဲအဲ့တော့အပြစ်ပြောလို့လည်းမရအောင်ဒီမှာ ကာစီမီယိုတယောက်ကတော့ကျွန်တော်ခြေစင်းနဲ့ပွဲမှာချွင်းချက်နေနဲ့ပြောရရင်မလုံးတင်နိုင်လုတ်တယ်လို့ထင်တယ်။သူ့တက်ရွယ်သူ့တွေ့ကြုံနေကြသေးလားပွဲကို2-0ဖြတ်ထားတဲ့အချိန်နေတယောက်လဲတာတယ်တစ်ဖက်သက်ကြီးလဲကစားနေတယ်။အေးစီပြိုင်ဘက်ကဒီအလုံးဆိုရင်ကွဲလေကြောကြောပဲရှိသေးတယ်ကိုကွဲမဲ့ချမ်းပဲရှိသေးတယ်။အရင်ကြီးဒိန်ဂျာဖြစ်တဲ့အချိန်နေမဟုတ်ဘူးလုတ်တင်ကိုဒါတစ်ကဘာလုံးလဲသိတယ်နော်အဲ့တော့ဒီတက်ရွယ်ဒီတွေ့ကြုံနေနဲ့ချန်ပီယံလိဖလားလေ၄ -5 ချိန်လောက် ကင်ပြီးတွေ့ကြုံနေမှာအားမနာဘူးဗျလှုပ်လှုပ်ချလိုက်တာကြီးကကျတော့အဲ့တော့ကက်ဆီမီယိုနည်းနည်းလေးညံသုံးဖို့တော့လိုတာပေါ့လေသူလည်းဟိုအသင်းပေါ်ပေးဆက်ခဲ့တာကြီးလည်းရှိပါတယ်ခုကောင်းခဲ့တဲ့ကာလကြီးလည်းရှိတယ်ဒီအချိန်မှာတော့ပြန်ကျသွားပြီလို့ထင်တယ်အဲ့တော့ဒီနေ့တော့ကွင်းလေတွေအပြောင်းလဲတွေမြင်ရမယ်ဒီမှာနောက်ဆုံးပြန်ချုပ်ရရင်တော့ကျွန်တော် United ကိုပြီးခဲ့တဲ့ဘက်ကလည်းအမှန်တိုင်းပြောကိုယ်မယုံရဲခဲ့ဘူးပေါ့နော်နက်တက်ကနေ့နေ့စီမြင့်တက်လဲဆိုတော့ဘာမှမသိဘူးဆိုတော့နက်တက်ကိုမယုံရဲခဲ့ဘူးဒါပေမဲ့အလှည့်ပြောင်းနေတဲ့ United ကကောင်းကောင်းလုပ်ပြနိုင်ခဲ့ဒီပွဲမှာတော့ အဲ့လို performance ကောင်းခဲ့မယ်ဆိုရင်တော့ United နိုင်မှာပေါ့လေဒါပေမဲ့အဓိကပြဿနာကကျွန်တော် United နဲ့ပတ်သက်ပြီးခံစားရတဲ့ feeling အယူအဆဆုံးပြောရင်ကျွန်တော် United ကိုပွဲတိုင်းအဲ့လိုခြေစွမ်းတသမထဲရှိပြီးတော့လုံနိုင်မယ်လို့မခံစားနိုင်ရပြန်ဘူးတပွဲကောင်းလိုက်တပွဲပြန်ပြီးကျသွားလိုက်ကစားမားတွေရဲ့စိတ်သက်တွေရောအတီကျူတွေရောဒီ combination တွေကိုကစားအဲ့လိုပုံစံမျိုးသွားဖြစ်နေအဓိကအမိုးရင်းကြောင့်လည်းဆိုင်မှာပေါ့လေအမိုးရင်းကလည်းတားကောင်းမှလုံးနေဒီ three back ကိုပုံရဟန်းမင်းကြီးလာပြောင်းခိုင်းတော့မပြောင်းပါဘူးဆိုတဲ့နီးပြဆိုတော့တော်တော်ခွာကြတာဗျအဲ့တော့ကျွန်တော်ဒီမှာအများကြီးမမျော်လင့်ရဲဘူးပေါ့နော် လုံနိုင်ပါစေလို့တော့ ဆူတောင်းတယ်ဟိုအသိဉာဏ်အသိဖြစ်တဲ့တကြောင်သူ level တခုကိုပြန်သွားနိုင်ဖို့တင်တယ်ဗောလေအနည်းဆုံးတော့ဟို top 4မဟုတ်တော့ကွယ်5 6လောက်မှာရှိနေဘူးလို့ရတယ်အဲ့လောက်အဲ့လောက်မှာတော့ရှိနေသေးတယ် United လို့အသိကြီးอ่ะမနစ်ကလိုမျိုးအဆင့်30အောက်နေပါတယ်အဲ့လိုရုပ်ပြဆင်ပြဖြစ်နေရကြအောင်အဆင်မပြေဘူးကြည့်ရတာလေဘယ်တော့မကောင်းပွဲမလှဘူးဗောနော်ပွဲပူစီအဲ့တော့ United လုံနိုင်ဖို့ကိုမျှော်လင့်တယ်ဒါပေမဲ့မထင်ဘူးမနစ်ကလည်း4 3 D ကွင်းမှာအပြန်အလှန်ဂိုးတွေမြင်ရတယ်ဆိုတော့ကျွန်တော်တို့ ဘရန်ဖို့မထင်မှတ်တာတွေထပ်လုံသွားအောင်မထင်နဲ့အနည်းဆက်ဆုံးချဲစီကိုနောက်ဆုံးအင်ဝင်းခွဲမှာကစားရတော့လေဒါတူတူနဲ့တည်းအကံသွားဒီမှာလဲယူနိုက်တက်ကိုဘရန်ဖို့ တေလောက်တော့ရအောင်ခံကန်သွားလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဟုတ်ကဲ့အဲ့တော့ကျွန်တော်တို့ကပြီးခဲ့တဲ့ဘက်ကချဲစည်းကိုချဲစည်းပဲနိုင်မယ်လို့ပြောခဲ့ကြရတယ်ဗောလေအဲ့တော့အဲ့ဒီကပြောခဲ့ပါသေးတယ်တကယ်လို့သာ United နိုင်ခဲ့မယ်ဆိုအဲ့ဘက်မှာနိုင်ခဲ့မယ်ဆိုရင်လည်းအဲ့ရလက်ကိုတော့ကျွန်တော်တို့ကအရင်စိတ်လှရှားနေမှာမဟုတ်ဘူးဗောလေဒါဟိုဘယ်လိုပြောမလဲနောက်တစ်ပွဲတွေမှာရှူမလာနိုင်တဲ့မတော်တဆဖြစ်တာလို့ပဲတတ်မှတ်လိမ့်မယ်လို့ကျွန်တော်ကျွန်တော်ကျွန်တော်တတ်မှတ်နိုင်လိမ့်မယ်လို့ပြောခဲ့တာဗောလေအဲ့တော့အဲ့အဲ့ဒီဟာကို အဲ့ဒီဘွဲကရောက်လာပြီပေါ့အဲ့တော့ဒီဘွဲမှာဆက်ပြီးတော့ Brentford အဝေးကွင်းမှာလုံနိုင်ခဲ့မယ်ဆိုရင်တော့ဒါ United ကအဲဘာလို့လိုလေးတော့ဖြစ်လာပြီလားလို့တွေးရတာပေါ့နော်တိမဲ့ပြူရတာပေါ့အဲ့တော့ဒီဘွဲမှာတော့ကျွန်တော်ကကိုချင်းချင်းနဲ့တူတယ်အရင်မယုံကြည်သေးဘူးပြီးတော့ Brentford ကိုမနိုင်လောက်ဘူးလို့ထင်တယ်ပေါ့နော်သွားသွားပြီးတော့ထင်သိမိရတာမဟုတ်ဘူးပေါ့အဲ့တော့ဟိုဒီဘွဲမှာတော့ကျွန်တော်အာ United မနိုင်ဘူးအမြင့်ဆုံးတည်ရလောက်ပဲလို့တော့ယူဆပါတယ်နော်အဲ့တော့ဟိုဘယ်လိုပဲဖြစ်ဖြစ်ကိုစိုးရဲဆိုတော့တုံးသက်တာလေတော်တော်လေးအခြေအနေကောင်းမှ ကပ်ပြီးတော့နိုင်လာပါ United เนาะအဲ့တော့ကျွန်တော်တို့ကတော့ Brentford ကို United တည်အမြင်ဆုံးလို့တော့ကိုကြည့်နေတယ်ကျွန်တော်သုံးသပ်ထားပါအဲ့တော့နောက်ထပ်တပွဲဆက်ပြီးတော့သွားကြပါတယ်နောက်ထပ်တပွဲကကျွန်တော်တို့ Chelsea ပွဲเนาะဟုတ်ကဲ့ဒါ Chelsea နဲ့အာ Brighton เนาะ Chelsea Brighton ပွဲလေးလဲစပြီးတော့ကိုကြည့်နေတော့ဒီပွဲလေးစပြီးသုံးသပ်ပါဘယ်လိုဖြစ်မလဲအဲ့တော့ Chelsea ကဘာဘာဖြစ်နေလဲကျွန်တော်ဒီဟာစီ Chelsea အဆင်ပြေပြီလို့ထင်တာပေါ့เนาะဟိုနည်းလေးတော်တော်လေးဟိုကမ္ဘာကလပ်ချန်ပီယံလားဟုတ်တယ်ကမ္ဘာကလပ်ချန်ပီယံအဲ့တော့ Chelsea ပြိုင်သက်တွေလည်းဒီမှာ အသင်းတော်တော်လေးမျောလင့်ထားတယ်ကျွန်တော်တို့လည်းဟိုအကိုပြောသလိုပဲမျောလင့်ထားတာဒီအချိန်လေးနဲ့ကဘာကလပ်ချန်ပီယံ PSG တို့ဘာလို့ကြော်ပြီးရသွားတဲ့အချိန်လေးနဲ့ပရီးမီးယားလိမှာလည်းချယ်ဆီအတွက်ဒီရသည်အဆင်ပြေတဲ့ရသည်ခေါ်ထားရလေလဲ စိတ်လှုပ်ရှားမှုကောင်းလေးတယ်ဘိုင်းကောင်းလို့ဆိုချာဘက်ထရိုလို့ပါတော့ခေါ်ထားတယ် SDV လို့လို့ဒီ Venice လက်သစ်လို့ဖြစ်လာမဲ့လူငယ်စားဘရာဇီးကျယ်ဝင်းလေးလည်းခေါ်ထားတယ်ခန္ဓာချိုလို့လည်းရောက်လာပြီဆိုတော့ဘာဖြစ်ဒီအသင်းမှာဖာမာလို့လည်းရှိနေပြီဒါနက်တိုလို့ရှိနေပြီဒါဆိုတော့ဒီအစုဖွဲ့လေးကကွင်းလယ်မှာကိုင်စီလိုလို့အန်ဆိုလို့ရှိပြီဒါဆိုဘာဖြစ်မျောလင့်ခြင်းစရာလေးပါတော့ခန်းစစ်ကလေးအားနည်းမှုတွေကိုယ်သမားအားနည်းမှုပြဿနာလေးရှိတယ်အဲ့ပြဿနာလေးတွေကပဲ Chelsea ကိုပြန်ဆွဲချနေလို့ကျွန်တော်ထင်တယ်ပြီးခဲ့တဲ့ United ရှုံးပွဲကိုပဲကြည့်စမီးမွေးတဲ့ပြဿနာကိုယ်သမားပဲဟုတ်ဟိုပြေးထွက်သွားတယ်မှန်တယ်1 1 ဘိုင်ဝဲပြေးထွက်သွားတယ်အဲ့အလုံးကို तू ထွက်မယ်မထွက်ဘူးသုံးဖက်ချက်က तू ဒီဟာပြဲအဲ့ तू သုံးဖက်လိုက်တဲ့အချိန်မှာကျတော့နောက်ကျတယ်တလေးဖြစ်သွားတယ်ထွက်လိုက်တဲ့အချိန်မှာလည်းဘောလုံးမထိတော့ပဲလူကိုထိသွားအမေလူကိုမကန်မဲနဲ့ဒီတိုင်းဂိုးပေးလိုက်ရတယ်နော်မှာချယ်စီက၁၁ယောက်၁၁ယောက်ချင်းရှင်းကန်ဂိုးကပြန်ရအောင်ရနိုင်တယ်ပြန်လာနိုင်ပြန်ခွင့်ရရှိသေးတယ်ဗောလေရှုံးရင်လည်းရှုံးသွားမယ်ဗောလေအဲ့တော့ဂိုးသမိုင်းတတင်းကသုံးဖက်ချက်အမှားရရှိတယ်ပြီးတော့မာရက်စကာဆိုအဲ့ပွဲမှာလုံးဝမဖြစ်သင့်ဘူးကျွန်တော်ထင်တာတော့ Chelsea ရဲ့ level နဲ့ဒီလိုဖလားပြိုင်ပွဲတပွဲတိုးတွေမှာ Marsca ကအလုတ်လုံနိုင်နေတဲ့ဟို ကျွန်တော်တို့ဒီ conference လေးမနေ့ကဆိုရထားတာမျိုးရှိတယ် FIFA Club World Cup ရှိတယ် tournament တပွဲတိုးတွေနဲ့မဆိုးအဆင်ပြေတယ်ဟိုအရင်တော့ဟို Benitez ဆိုအပေါ့ပေါ့အဲ့လိုအဲ့လိုအဲ့လိုမျိုးဖြစ်နေအသင်းကလည်းလူငယ်လေးများတပွဲတိုးမှာကြာသူ motivate လုပ်နိုင်တယ်သူအဆင်ပြေတယ်ဒါပေမဲ့ဒီတရားသီးလုံး marathon လိုမျိုးခီးရှည်38ပွဲ10လလောက်ကစားမယ်ပြိုင်ပွဲကြီးကြတော့ဘယ်ပွဲကိုဘယ်တက်နဲ့လှော်မယ်ဘယ်လူလူစင်းနဲ့ဘယ်လိုလှုပ်လိုက်မယ်ဆိုတဲ့ဟာမျိုး Marska မှာအဲ့ဒီအတွေ့အကြုံကအများကြီးမရှိဘူးသူကိုယ်တိုင်လည်းဒီပြအတွေ့အကြုံက Leicester ချန်ပီယံရှစ်မှာဘိုဆွေးအောင်လှုပ်ပေးပြီးတော့ဒီချန်ဆီကိုချက်ချင်းသူကချမ်ပရိုမိုးရှင်းလို့ဖြစ်သွားကွာလက်စတာကိုကင်လိုက်တယ်တစ်နှစ်ကင်ပြီးတော့တန်တက်လာတယ်အဲ့ဒီမှာချက်ချင်းချယ်ဆီကလည်းနီးပြအပြောင်းလဲလို့လူငယ်နီးပြသူ့မှာလည်းဂွာဒီိုလာရဲ့တပည့် idea thinking တွေရှိတယ်ဆိုတော့တွေးခေါ်လေးတွေ similarly တူတယ်ဆိုတော့အဲ့လိုနီးပြကိုဆွဲခန့်လိုက်တယ်မဆိုးကောင်းပါနဲ့ချယ်ဆီရဲ့ဒီခေါ်ယူမှုဘာစကန်နဲ့ပေါင်းဆက်ကကျွန်တော်တို့သဘောကျတယ်လိုက်ဖက်ပါလိုက်ဖက်ပါတယ်ဒါလူငယ်တွေနဲ့သူကလည်းလူငယ်တွေနဲ့လှုပ်ရဲကင်ရဲရှိတဲ့နီးပြဒါပေမဲ့ပြီးခဲ့ United ပွဲမှာဆိုရင်တော့ကျွန်တော်သဘောမကျဘူးအာတန်တက်ရိုက်သွားရှိတယ်ဆိုတော့ဒီနီးပြနဲ့ဆိုရင်ချယ်ဆီ ဟိုတစ်ချိန်ရမော်ရင်ဟိုလို့ဒီလိုမျိုးခစ်တစ်ခစ်ချယ်ဆီခစ်တစ်ခစ်ကိုပြန်သွားဖို့อ่ะမတ်စကာနဲ့ဖြစ်ပါမလားလို့အဲ့မှာတွေးွားတော့เนาะဘာလို့လဲဆိုတော့ လောက်တာလေးကြည့်လိုက်ပွဲစား9မိနစ်မှာဂိုးသမားထုတ်ခံလိုက်ရတယ်ပြဿနာမရှိဘူးဂိုးသမားထုတ်ခံရတဲ့ကြောင့်တောင်ပိုင်းကစားသမားတယောက်ထုတ်တယ်အရန်ဂိုးသမားထည့်တယ်ဒါကလုံနေကြပဲအလူတိုင်းလုံနေရပဲအဲ့တောင်ပိုင်းတစ်ဖက်မှာတစ်ဖက်ကိုဖြုတ်လိုက်တယ်ပြဿနာမရှိကွင်းထဲမှာဖာမာရှိတယ်ဖာမာညာအောင်ထွက်ဆုတ်လို့ရတယ်လက်တို့ဘယ်မှာရှိမယ်ပက်ထရိုရှိမယ်ရှိမှာတော့တော့ထားလိုက်哦4ဘတ်နဲ့ကွင်းလေ2ရောင်းနဲ့ဆိုရင်423ဆိုတဲ့ပုံစံမျိုးလေးနဲ့တွားမယ်ဆိုရင်ခံစစ်လက်ရုံမပေါက်ဘူးရိုင်းကွင်းလေလည်းမပြတ်ထွက်သွားဘူးကောင်တာလည်းပြန်သွားလို့ရဒီတိုင်းလေးတွားလို့ရနေတဲ့အသားနဲ့ မလူရဖဲနဲ့အရန်အဆွေနေလွန်ပြီးတော့နောက်ထပ်တောင်းမယ်ပတ် net over ထပ်ထုတ်ပြီးတော့3 bet ကြီးခံစစ်ကစားမှဒါရောဘိုင်ယိုတွေဘိုင်ကောက်ထက်ဒါအားတွေဖြစ်ချင်တော့ကန်အဆိုးအဲ့နောက်မှာဂိုးအပေးဂိုးပေးရတယ်ပြီးတော့သူတို့ရဲ့အဓိက key player ပါမာပါနာသွားတော့ကွင်းလက်ကစားမှထည့်လိုက်တော့ဘာဖြစ်သွားဆိုတော့ခံစစ်က9ယောက်ကွင်းလက်မှာကိုက်ချီတို့ရဲ့အန်ဆိုးရဲ့အန်ဒီဆန်တို့ရဲ့3ယောက်ရှိနေတဲ့ off player 6ယောက်ဒီကွင်းထဲမှာရှိနေတဲ့ဒီကွင်းလေတိုက်စစ်ခန်းစစ်ကစားမ6ယောက်ထဲမှာ ဂျောက်ဘတ်တူတယောက်ပဲတိုက်စစ်ကစားမှဆိုရှိဘလူလို့ဆက်ကစားတော့မယ်ခိုင်းပြတ်ပြီးတော့အလုံးဝခံစီကြီးတက်တက်နဲ့ပြောချင်တာအဲ့ဘွဲမှာချဲစီရှုံတာမှန်တယ်ကစားမတယောက်ထွက်ခံရလို့ရှုံတာလည်းမှန်တယ်မတ်စကာကိုတိုင်းလည်းအရန်ကိုပန်းနေဖြစ်ပြီးတော့မလုံသိနေတာကြီးပေါ့နော်နီးပြတ်တယောက်နေနဲ့သူဘာတွေအဲ့လောက်တောင်ပြာထွက်သွားလည်းမသိဘူးပေါ့နော်အဲ့လောက်ထိရုံးမပေါက်ဘူးတည်ငြိမ်လို့လို့လည်းဒီတဲ့ပေါ့ပြောချင်တာကြာအကွာ United ကဒီချိန်မှာအရန်ကြီးထိမ့်နိုင်သိမ့်မရကောင်းနေတယ်သိမဟုတ်ဘူး။ तू အဲ့လောက်ထိပြပြထွက်သွားရအောင်ဟာ။ Liverpool လည်းမဟုတ်ဘူး။ Liverpool ဆိုတမျိုးပေါ့။ကျွန်တော်ပြော PSG လည်းမဟုတ်ဘူး။တိလား။အဲ့လောက်ထိပြထွက်သွား United ကသူ့အနေနဲ့ तू တိုင်နေပတ်နေတယ်အသင်း။အဲ့တော့တယောက်ထွက်သွားတော့မှန်တယ်။ तू AC သေးလေးဒီတက်တီတီငင်ငင်လေးနဲ့ तू ဟန်လေ။ကျွန်တော်ရတော့ဒီတက်တီတီငင်ငင်လေးနဲ့ရေးဆိုင်နေတယ်ပေါ့နော်။အဲ့တော့ဒီမှာတော့ Marsca ကျွန်တော်အားမရဘူး။ဒါပေမဲ့ Chelsea ကိုတော့ဒီနှစ်သဘောကျတယ်။အခုဒီပွဲမှာကတော့တို့ဒါဖာမာဒယန်ရသွားလိုက်ပြဿနာဘာမှမရှိရင်ဘာလုပ်ပြရမလဲရှေ့မှာလဲကျွန်တော်ပြီးခဲ့တဲ့ပတ်လေးပြောပါဘာမှမပါထားတဲ့ဒီရာဒီနှစ်ပွဲလုံးနိုင်ထားရဆိုတော့ အဲ့လေးတခုတော့စိတ်ဝင်စားတယ်ရှေ့မှာဝက်ဆန်ကို5-1နဲ့နိုင်ထားရှိတယ်ဖူဟန်ကို2-0နဲ့နိုင်ထားရှိတယ်ဖာမာကတော့ကောင်းတယ်ဒါပေမဲ့ဖာမာမပါဘဲနဲ့နိုင်ပွဲလေးတွေလည်းဒီရာစီယူလာနိုင်တယ်ဒါလေးကတော့ဒါ plus point ပေါ့လေဒါဒီရာစီ Chelsea နဲ့ပတ်သက်ပြီးကိုချင်းကြီးပြောအဲ့လေးစိတ်စိတ်ဝင်စားတယ်ပေါ့လေ Chelsea နဲ့ပတ်သက်ပြီးတော့အာသူ့မှာအလားအလာကောင်းတွေရှိတယ်အရေးသူတွေရှိနေရတာမှန်တယ်ဒါပေမဲ့အဲမထင်မထားတာတွေဖြစ်လာတဲ့ချိန်မှာစိတ်လှုပ်ရှားလုံးနေတယ်အဓိကတော့အတွေ့အကြုံအရင်နည်းနေတယ်ပေါ့နော်အဲ့တော့ကိုချင်းကြီးတွေးတဲ့ point လေးကကောင်းတယ်အဲ့တော့ဟို တာမန်အဖြစ်ဒီယာစီတစ်ခုဖြတ်တန်းမှုတွေမှာတော့ तू က okay ကော okay နေတယ်ဒါပေမဲ့ချက်စီကိုဟိုဒီလိုချက်စီနဲ့ခစ်တခစ်ထူထောင်ဖို့ကြာ तू ကဖြစ်ပါမလားဆိုတဲ့အတွေ့အလေးကမှနည်းနည်းတန်တရားဖြစ်လာတယ်ပေါ့နော်ဟုတ်အခုဆိုရင်တော့ပြောပါအောင်ဒီချက်စီကြောင်းလေးအခုအမြင်လေးပြောပါဦးမှန်ပါတယ်ဒါကျွန်တော်မာရသာနဲ့ပတ်သက်ရင် FIFA Club World Cup ယူပြလိုက်တော့လူတွေအကုန်လုံးကပြောင်းပြန်နေဖြစ်ပါတော့မာရသာကအဲ့လောက်အထင်မကြီးထားတဲ့အခြေအနေကနေလက်ခံသွားကြချက်စီကလုံနိုင်ပါလားဆိုတော့အမြင်မျိုး ယူသွားတဲ့အချိန်မှာကျွန်တော်အိုက်အိုက်ဆန်နှုံနဲ့ဒီယာဒီမှာကျအိုက်ဆန်နှုံနဲ့ပဲကျွန်တော်ဟုတ်တာကဘာကလပ်ရထားတဲ့အသင်းဆိုတော့ဒီနှစ်ပိုကောင်းလာတယ်တာထွက်လည်းမဆိုးဘူးဆိုတော့ကျွန်တော်အများကြီးမျှော်လင့်လိုက်တာကြောင့်လည်းအခုလိုအခြေအနေမျိုးမှာလက်ခံဖို့ခက်တာပြီးတော့သူရဲ့ decision making အမှားတွေပေါ့နော်ဒါတော့လောဘကျွန်တော်ထင်တယ်ဘောလုံးပွဲကြည်နေတဲ့သူတိုင်း Chelsea ဘက်နေဆိုတော်တော်ပောက်ကွဲတဲ့ပွဲပေါ့နော်ဘာတွေလောက်တာလဲပေါ့နီးပြားဘာဖြစ်ချင်တာလဲဒီလောက်ထိဖြစ်ဖြစ်ဖို့လိုတာကျွန်တော်မြင်တယ်ဒါဒီလောက်ထိစိုးရိမ်စိတ်တွေလွန်ကဲဖို့မလိုဘူးလို့ထင်တယ်ကိုသမားနေရာမှာမှတ်တယ် အစတဗောင်းကိုထုတ်ပြီးတော့ဂိုးသမားတယောက်ထည့်လိုက်မယ်ဂျန်နဲ့တူနဲ့ဆက်သွားရင်တော့ယူနိုက်တက်ရဲ့လက်ရှိခြေရာသူကောင်းအောင်ကန်လို့ရတယ်။တယောက်ရောနဲ့ထိန်ကန်နေလို့ရသေးတယ်ပေါ့နော်။နောက်ဆုံးဂိုးတွေဇက်တိုက်သွင်းသွားလို့တိုက်စစ်တွေကိုမြင့်တင်လိုက်တာမျိုးဆိုတော့ကျွန်တော်တို့မပြောလို့ဗျာ။ခန့်စစ်တွေထဲကွန်းလက်တွေထဲထဲနဲ့ဂိုးတွေကလည်းပေးထားရတဲ့အချိန်မှာသူဘာမှလှုပ်ရှားမရှိတော့ဘူး။ဒီချင်းကြီးပြောသလိုပဲရှေ့မှာအတက်ကင်ကတယောက်ပဲကျန်တော့တယ်။ကွန်းလက်နဲ့ခန့်စစ်ကြီးပဲဆိုတော့သူတို့ဂိုးပြန်လို့ချိန်မှာဘာမှလှုပ်လို့မရတော့ဘူး။ဒါကသူတို့ရဲ့အဓိကဒီနိဗ္ဗာန်ရဲ့အကြီးမားဆုံးအမှားပဲ။ပြီးတော့လူငယ်တွေနဲ့စုဖွဲ့ထားတဲ့အသင်းဖြစ်တဲ့အတွက်ကြောင့် တခုခုဆိုရင်အဲ့လိုပေါ့နော်သူတို့မှဒီဒါကို handle လုပ်ဖို့ပြဿနာရှိတယ်အခုဆိုအတင်းရဲ့အဓိကထောက်တိုင်နေတဲ့ကကိုဝဲမပါနိုင်ဘူးဟုတ်ဒါပါမှာလဲမပါနိုင်ဘူးเนาะအဓိကဇာသမားတချို့သူတို့မှာဆုံးရှုံးထားတယ်အဓိကဇာသမား3-4ယောက်လောက်ဒီဘက်မှာလဲလွဲမယ်ကိုသမားတွေကမှာလဲ Robert Sanchez ကပွဲပယ်ခံထားဆိုသူတို့အတွက်နောက်ထပ်ဒါ Brighton ကစိန်ခေါ်မှုဖြစ်လာအောင်မယ်ပြီးတော့ဒီဘက်မှာလဲကျွန်တော်ဒါရှေ့မှာပြောခဲ့သလိုပဲဒါ Petro နဲ့ Chao Petro ကအသင်းဟောင်းနဲ့ ပြန်ရင်ဆိုင်ရမှာเนาะကျွန်တော်ဘတ်တော့တော်တော်လေးဒီဟာဒီမှာ Chelsea ရဲ့အဓိက player ဖြစ်နေတယ်ဆိုတော့အသင်ဟောင်းနဲ့ပြန်ရင်ဆိုင်ရမယ့်ပွဲမှာဒီဘလောက်တိအသင်ကိုဆွဲတင်နိုင်မလဲဒါလည်းကြည့်ရမှာပေါ့ဟုတ်ကဲ့အဲ့တော့ကျွန်တော် Chelsea အကြောင်းသုံးသပ်တာလေးတွေကတော့ဟိုအခြေအနေတစ်ခုမှလက်ခံနိုင်တယ်ဒါပေမဲ့ကျွန်တော်ဒီဟာဒီပို့ပြီးတော့သူတို့မျောလင့်ထားတယ်ပေါ့နော်အဲ့တော့ဟိုပြီးခဲ့တဲ့ဘက်ကတော့ United ကိုရှုံးခဲ့တယ်အဲ့တော့ဒီဒီပွဲအခြေအနေလေးကြောက်အဲဘလို့ဖြစ်လာနိုင်တယ်ထင်တယ်ပေါ့ကိုရှင်ဒီပွဲလေးဘလို့ဖြစ်မယ်ထင်တယ်ပေါ့ဒီမှာတော့ကျွန်တော် Chelsea ဒီ United နဲ့ရှုံးကြွေးကို bounce back ပြန်လုပ်နိုင်မယ်လို့ထင်တယ်ကျွန်တော်တော့ ်ချယ်ဆီကိုတခုလုံနိုင်မယ်လို့မျှော်လင့်နေ Brighton လွယ်တဲ့ပြိုင်ဘက်တော့မဟုတ်ဘူးဒါပေမဲ့ဒီအိမ်ခွေးမှာနောက်ပိုင်းနှစ်တွေ Brighton တော့နှစ်ချိန်သုံးချိန်လောက်စတိုက်နိုင်တာတော့မနစ်ကလည်း4-2နဲ့နိုင်တယ် Parma ရဲ့ goal နဲ့ဒီလုံး Parma မနစ်ကတယောက်တည်းသွင်းသွားတာဒါဒီဘွဲမှာတော့ Parma မပါဘူးပေါ့လေ Parma မပါဘဲနဲ့ကစားရမှာဆိုတော့အရန်တော့လွယ်နေမှာမျိုးတော့မထင်ဘူးဟုတ်ပေါ့ Brighton ဆိုတာကလည်း Man City ကိုဒီရာဒီမှာ2-1နဲ့အိမ်ခွေးမှာနိုင်ထားလဲပူလို့နေပြီးခဲ့ဘက်ကပဲ Spa ကိုတူတူနဲ့ကြာထားတယ် Brighton တော့လုံးဝ short တက်လို့မရအောင်ဒါပေမဲ့ Brighton ဒီရာဒီအမှတ်ရထားတဲ့ပွဲတွေကျွန်တော်ပြန်ကြည့်လိုက်အိမ်ဝင်းပွဲတွေပဲအမှတ်ရထားတယ်အိမ်ဝင်းမှာ၃ပွဲလုံးမှာ၂ပွဲတည်နေတဲ့ပွဲနိုင်ထားတယ်ငါးမှတ်ရထားတယ်အဝေးကွင်း၂ပွဲလုံးသူရလက်မကောင်းထားဘူး၂ပွဲလုံးရှုံးထားသလိုဖြစ်နေဆိုတော့ဟုတ်ကဲ့အဲ့တော့ဒါ Brighton အတွက် Chelsea Queen Stamford Bridge မှာလွယ်မယ်လို့မထင်ဘူး Chelsea ဟိုလူမစုံတဲ့ပြဿနာလေးကြောင့်နည်းနည်းလေးသူ့မှာအခက်အခဲလေးရှိတာမှန်တယ်ဒါပေမဲ့ဒီမှာတော့ Chelsea တိုင်ပွဲပြန်ရသွားလိမ့်မယ်လို့ကျွန်တော်ခံစားမိတယ်အိမ်ဝင်းမှာဒါ Brighton လည်းတိုက်စစ်ဖွင့်ဆော့တဲ့အတင်းဆိုတော့ဂိုးတွေလည်းရမှာပဲဒီဂိုးတွေကတော့ ချဲစီခန်းစစ်ကလည်းမငြိမ်ဆိုတော့ဘရိုက်တန်ကိုလည်းဂိုးပေးရမယ်ဒါပေမဲ့ချဲစီတိုက်စစ်ကလည်းဘရိုက်တန်ခန်းစစ်ကိုပြန်ပြီးတော့ကြော်နိုင်လိမ့်မယ်လို့ကျွန်တော်ထင်တယ်ကျွန်တော်တို့ဒီမှာနှစ်သိန်းလုံးဒီ entertainment တစ်ခုကိုပေးလာလိမ့်မယ်ဖျော်ဖြေမှုလည်းပေးလာလိမ့်မယ်ထင်တယ်ဒီဘွဲမထင်မှာပဲကျွန်တော်ကြည့်ကောင်းမယ်ဘွဲလို့တော့ထင်တယ်ကျွန်တော်နောက်ဆုံးမှာတော့ချဲစီက21ဆိုတာမျိုး32ဆိုတာမျိုးနဲ့ကတ်နိုင်တော့ထင်တယ်ဟုတ်ကဲ့ဟုတ်ကိုဆွေးတော်ရလက်လေးဘယ်လိုဖြစ်မှထင်တယ်ဟုတ်မှန်ပါတယ်ဒီဘွဲကိုကျွန်တော်ခန်းစားမိနေတာချဲစီရဲ့ခန်းစစ်ပိုင်းပြဿနာရှိရဲ့ဒဏ်ရာတွေရှိနေတယ်လူမစုံတဲ့အနေအထားကဘရိုက်တန်နဲ့ဘရိုက်တန်ကစားတာကောင်းတယ်ဗျာဘရိုက်တန်အသင်းလက်တီထဲမှာတကယ်ကိုကစားတာ အဆင့်တန်း level တစ်ခုမှရှိတယ်အသင်ပြီးခဲ့တဲ့ဘက်ကလည်းစပါးကို2-0အဟက်ကနေမှဒုဒုတီပြန်ကြတာလုံးဝ short တက်လို့မရဘူးနောက်တစ်ချက်က Brighton ကိုယ်တိုင်လည်းခံစက်ကမငြိမ်တဲ့အသင်ဆိုတော့ကျွန်တော်ဒီပွဲကိုစိတ်ထဲမှာထင်နေတာပြီးခဲ့တဲ့ဘက်စပါးနဲ့ Brighton လိုအပြန်အလှန်အတွင်းကိုခင်များများမြင်ရနိုင်တယ်နှစ်သိမ်းပေါင်းအတွင်းကိုများမဲ့ပွဲလို့ထင်တယ်အနိုင်ဆိုရင်တော့ကျွန်တော် Asian Chelsea လည်းဖြစ်တယ်ပြီးခဲ့တဲ့ဘက်ကအရှုံးကိုပြန်ပြီးတော့ bounce back လုပ်ရမယ်မာရက်စကာတစ်ခုလုတ်ပြပို့တယ်မလုံနိုင်ဘူးဆိုရင်ဖီအားက အမော်ရီလိုပဲသူကဖီးယားဖီးယားရောက်ရောက်သွားနိုင်အများကြီးသူ့ရဲ့အနာဂတ်ကလှုပ်ခတ်သွားနိုင်တယ်ကျွန်တော်ဒီပွဲကိုတော့အပြန်လန်သွင်းကိုနေချက်စီပဲနိုင်မယ်ထင်ပါတယ်ဟုတ်ကဲ့ပါအဲ့တော့ကိုဆွေးတော့ချင်းကိုချင်းကြီးရောဒီပွဲကတော့အပြန်လန်သွင်းကိုနေမြင်ရမယ် အဲအရှင်ချင်းစီပဲအပြန်နဲ့တင်းကိုနေနိုင်သွားဖို့ရှိရပါတော့ကျွန်တော်လည်းအာဒီဘွဲတော့အရှင်ချင်းစီကိုအနိုင်ပေးခြင်းပါလေအဲတော့ကျွန်တော်တို့ဒီဘွဲတော့အားလုံးတော့ဆိုတော့အကြိုက်တူကြရပါတော့အဲတော့ဒီနေ့စနေညရဲ့ဘွဲတွေတွေကဘွဲကောင်းတွေမန်စီးတီးဘွဲလည်းရှိတယ်ဒါပေမဲ့အာမန်စီးတီးကပန်လီပန်လီနဲ့ဆိုတော့ကျွန်တော်တို့ဒီလီဗာပူးပယ်လစ်ဘွဲလေးပေါ့ပယ်လစ်ကွနော်ဟုတ်တယ်ပယ်လစ်လီဗာပူးကခရစ်စတယ်ပယ်လစ်လီဗာပူးဘွဲလေးကိုသုံးသပ်လိုက်ချင်ပါလေအဲတော့ ပဲလေးစကအာပြီးခဲ့တဲ့ရာသီမှာအဲ့လိုတချို့ပွဲလေးတွေတော်တော်လေးခြေသွမ်းကောင်းတာလေးတွေ့ရတယ်ခြေသွမ်းကောင်းဆိုတာလည်းကျွန်တော်ဒီလိုပဲဟိုခံမဲပြောလိုက်တာပါရလက်ကောင်းတာလေးတွေ့လို့ခြေသွမ်းကောင်းလို့ပြောလိုက်တာပေါ့နော်ဆိုတော့အဲဒီပွဲလေးပါဘူးလွယ်ပါမလားအဲ့ပွဲသုံးသက်ချက်လေးပေါ့အခုဆိုရင်တော့ပဲစပြီးတော့ပြောပါအောင်ပဲလေးလေးပါဘူးပွဲလေးအခုဘယ်လိုမျိုးလဲရာသီအဖွဲ့မှာတိုက်တိုက်ဆန်ဆန် community ရှိမှတွေ့ထားပါတော့ပဲလေးကကြော်ဖြတ်ပြီးတော့ဒီတို့ community ရှိပဲလေးကယူထားတယ်ပဲလေးက short တော့လို့မရတာပြီးခဲ့တဲ့ရာသီမှာလည်း FA ဖလားကို Man City ကိုကြော်ပြီးယူထားတယ်ပြောချင်တာဖလား စူပလားနှစ်ခုကိုဇက်တိုက်ပါတော့ဂျာဒီအပိတ်နဲ့ဒီဂျာဒီအဖွင့်မှာယူထားတဲ့အသင်းပြီးတော့3 4 2 1နဲ့မှာယူနိုက်တက်ကပဲလေးပဲလေး level တော့မရှိဘူးပြောပြချင်တာပဲလေး level ပဲလေးကအဲ့လက်ရှိဒီနည်းပြားသွားနေတယ်လေဗျာတော်တော်ဖောင်မိနေတယ်အသင်းဟုတ်3 back ကိုကောင်းကောင်းကစားနိုင်တယ်ကွက်လယ်ကကောင်းကောင်းအလုပ်လုပ်နိုင်တယ် full wing back တွေကတိုက်စစ်ခံစစ်ကိုဟန်ချန်ညီလိုက်ပြီးတော့ bunos တို့ mitchel တို့ကောင်းကောင်းလိုက်နိုင်တယ်ကွက်လယ်ကတကယ်ကိုမမချာချာကွက်လယ်မှာလည်းတကယ်ကို quartan ရဲ့ဥဆောင်မှုနဲ့ကစားနိုင်တယ်တိုက်စစ်မှာ martida လို့ တကယ် underrated တိုက်စစ်မှုရှိတယ်တောင်မန်နေမှာဒီဘက်မှာတော့ ismaila sa တော့ပါဖို့မသေးကြဘူးဆိုတောင်မန်နေမှာလည်းတော်တော်တိုက်စစ်အားကောင်းတဲ့ကစားသမားတွေရှိတယ်ခက်စစ်ကလည်း gay ဥဆောင်တဲ့ခက်စစ်ကအရန်ကောင်းတယ်ကိုသမားကြည့်ရင်လည်းကိုသမားဒိန်းဟန်တာဆင်ဆိုတော့ဒီဘွဲကသေချာပေါ့ liverpool ကိုထပ်ပြီးတော့ စိန်ခေါ်မဲ့ပွဲလို့ထင်တယ်လေဘာဦးနဲ့ပတ်သက်ရင်ကျွန်တော်ကတန်တရားနဲ့ကြည့်နေလို့လားလေဘာဦးပဲတော့ချေချော်မလဲဆိုတဲ့အမြင်နေနဲ့ကြည့်ကြလို့လားမသိဘူးလေဘာဦးကတပွဲမှမချော်ဘူးဒါပေမဲ့အဲ့လိုချေချော်ကနီးအနေထားလေးမနိုင်တော့ဘူးထင်တဲ့နေထားနဲ့နိုင်နိုင်သွားတယ်ဒီပွဲကအဲ့လိုဖြစ်ခဲ့မယ်ဆိုရင်သူ့ကိုအဓိကဒုက္ခပေးမဲ့အတင်ကပဲလေးဖြစ်လာတယ်ဟုတ်ကဲ့ဟုတ်ကဲ့အဲ့တော့ကိုချင်းကြီးကပြောပါအောင်အဲ့တော့ပုံစံကြည့်ရတော့ပဲလေးကအာဒီပွဲမှာကိုဆိုးဆိုးပြောဆိုဆိုရှုံးခဲ့ရင်တော့ခန့်ညံ့ညံ့ရှုံးမှာမဟုတ်ဘူးဆိုတဲ့ပုံစံမျိုးမှရှိရပါတော့ကိုချင်းကြီးကဘယ်လိုမြင်လဲပေါ့ဟုတ်ကဲ့ เออไอ้กูซ้นสอပြောတဲ့ဟာပါလေဘာဘူးဒီယထာဇီးနဲ့တူတယ်သွားတယ်ဒီဘူတာတော့ရက်တော့မယ်ဒီဘူတာတော့ရက်တော့ဒါဆိုလို့ကျင်တာလေဘာဘူးကိုတစ်ဖက်ကပြန်ကြည့်ရက်စီချင်တာမဟုတ်ပြဲရက်တော့မယ်လို့ထင်တာဟိုမှာနူကာဆယ်နဲ့အိမ်ခွဲမှာကိုရယ်ဝဲစစ်နှစ်ပဲရှိတယ်ကျွန်တော်အဲ့ခွဲမှာမနိုင်ဘူးလို့ထင်တာနူကာဆယ်ကိုမနိုင်ဘူးထင်တာတကယ်လည်းခက်ပါတယ်သူ96မိနစ်မှာကဲအားလို့ဆိုတာနိုင်သွားတယ်အဲ့လိုပဲဟိုအာဆနယ်နဲ့ဘွဲမှာလည်းမနိုင်ဘူးထင်မဲ့ နိုင်တော့ပြန်ဟော last minute goal နဲ့အဲ့လိုကက်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 လေးနဲ့ကြွကြွလာဘယ်လိနဲ့ပွဲရတော့ထားပါတော့ဒါအလုံးလဲတိပြီးသားဘယ်လိကိုမပြိုင်တာနေနေဗျနိုင်သွားမယ်ဒါပေမဲ့ခက်ခဲခဲ့တယ်နိုင်သွားတယ်ပြီးခဲ့တဲ့ Everton နဲ့ပွဲမှာလည်းဟိုနိုင်တော့နိုင်ပဲကိုမပြောက်တဲ့နိုင်သွားတာဗောလေအဲ့ပြောချင်တာဒီတပွဲလဲ Liverpool ရက်တော့မလားရက်တော့မလားဆိုတဲ့ဟာအတန်တရာလေးတွေကတော့နည်းနည်းကပ်ပါလာတော့เนาะအဲ့တော့ Liverpool ရဲ့ခြေစွမ်းတော့သဘောတော့ကြပါတယ်ဒါပေမဲ့သူ့မှာလည်းလိုအပ်ချက်ကလေးတွေအားနည်းချက်ကလေးရှိတစ်ဖက်က ပဲလေးစ်ကတော့အခုလိုပြောသလိုပဲတော်တော်လေးမှားတယ်အသင်းကြီးတဲ့ဟိုအသင်းငယ်တွေထဲမှာအသင်းကြီးတွေကိုကောင်းကောင်းဒုက္ခပေးနိုင်တဲ့ဒီအသင်းဖြတ်မြင်းအသင်းတွေထဲမှာသူလဲပါပြင်းပြင်းနေမှာဟိုအသင်းကြီးတွေဘယ်လိုကစားရမလဲခံစစ်ကိုဒီ combat ဖြစ်အောင်ကစားတတ်တယ် quick transition တွေနဲ့အသင်းကြီးတွေဒီဘောလုံးပြတ်သွားချိန်မှာပြန်ဒုက္ခပေးနိုင်တာရှိတယ်ဆိုတော့ဒုက္ခပေးနိုင်တဲ့အသင်းတော်တော်လေးလဲနီးပြနဲ့ဆက်ဟတ်တဲ့မနစ်က FA flaw ကိုဒီအသင်းကြီးတွေကိုကြော်ပြီးတော့ယူထားတဲ့တဲ့ Man City လိုအသင်းကိုကြော်ပြီးတော့ယူပြထားတဲ့တဲ့ community ရှိမှလည်း Liverpool ကိုပွဲချိန်တွေမှာတူတူတေးကြအောင်ကန်ထားတဲ့တဲ့အဲ့တော့ ဒါမနစ်ကလည်းလီဗာပူးနဲ့တွေ့တာမှာအန်ဖီမှာ1-1နဲ့တေးကြရအောင်ကစားထားတယ်အိမ်ခွေးမှာလည်းရှုံးထားတာရှိရပါတော့ဒီနှစ်သင်းတွေ့တဲ့နောက်ဆုံး9ပွဲမှာဆိုရင်4ပွဲလောက်ကတေးရကြတာလီဗာပူးက2ပွဲပဲနိုင်တယ်ပဲလေးက2ပွဲနိုင်လီဗာပူးနိုင်တဲ့2ပွဲတည်းမှာတော့1-0ပွဲ2-1ပွဲပြောချင်တာနောက်ဆုံး9ကြိမ်လုံးမှာလီဗာပူးပဲလေးကိုအပြက်ပြက်တက်တက်နိုင်တဲ့ပွဲတော့မရှိနိုင်တာမှ2ပွဲ2ပွဲလောက်က1 2ပွဲလောက်ကတ်နိုင်တာဆိုတော့ဒီပွဲမှာလီဗာပူးနိုင်ဖို့တော့တော်တော်ကစားလိမ့်မယ်အခုပြောလို့ပဲဂိုးပြတ်တာမပြတ်တာခဏထားလိုက်အောင်သူနိုင်ဖို့ကိုတော့သူ့အနေနဲ့ ဒီရာနှုန်းပြည့်နိုင်ပွဲကိုဆက်ထိန်းနိုင်ဖို့လိုတယ်ပြီးတော့ဒီပွဲကဒီရာဒီပရီးမီးယားလိဂ်ကရှုံးပွဲမရှိသေးတဲ့နှစ်သင်းတွေ့တယ်ဒီနှစ်သင်းပဲရှိတော့တယ်၁၈သင်းလုံးရှုံးပြီးပြီမရှုံးသေးတာလေဘာဘူးက၅ပွဲလုံးနိုင်တယ်ဘဲလီက၅ပွဲမှာအန်အိုးဖို့ကောင်းတာနှစ်ပွဲနိုင်တယ်၃ပွဲသေးတယ်ရှုံးပွဲမရှိတာလေဘာဘူးပြီးရင်သူပဲရှိတော့တယ်ဆိုတော့ ပဲလေလေတစ်ဖက်ကပြန်ကြည့်တော်သိပြီလို့ကျွန်တော်ထင်တာပဲအဲ့တော့နှစ်သိန်းလုံးနှစ်သိန်းလုံးရှုံးရမှာဟုတ်နှစ်သိန်းလုံးရှုံးရမှာလို့ဖြစ်တယ်အဲ့နောက်ဆုံးပြန်ချုပ်လိုက်ရင်တော့ကျွန်တော်ဒီပွဲကဒါမထင်မှာပဲနဲ့တည်ကြသွားနိုင်တယ်လို့ကျွန်တော်ခံစားမိပဲလေမှာတော့ဟိုအစ်မိုင်လာစားမပါလို့အစည်းထွက်သွားလို့တိုက်စစ်ပိုင်းအားနည်းမှုလေးတော့ရှိမယ်လို့တော့ထင်တယ်ဗောလေအဲ့တော့ဒီမှာတော့ကျွန်တော်အနည်းလေးအရေးစွန်ပြီးတော့ risk ယူပြီးတော့တည်ကြသွားနိုင်ဖို့များတယ်လို့ပဲခံစားမိတယ်ကဲအဲ့တော့ခုချင်းကြီးကတော့ရက်လက်အထိပါရောက်သွားပြီဒီလိုတည်ကြသွားနိုင်တယ်အဲပြည်ပြည်စုံလည်းပြောတော့ခုဆိုလို့ရက်လက်ဆိုရင်ဘယ်လိုထွက်လာမယ်ထင်လဲဗော ဒီပေါ်မူကတကယ်တမ်းပြောရင်တော့တော်တော်ကြောက်စရာကောင်းတယ်တဲ့။ तू ကဘယ်အချိန်မှဘာလုပ်ရမယ်ဆိုတော့ तू မှအပြည့်စုံရှိတယ်။ဆာလာကိုကြည့်မလား။အခုဆိုတော့ဒါအီဆက်ကလည်းကန်နေပြီ။အီဂီတကီကလည်းကောင်းနေရပဲ။ Florian Vers တယောက်ပဲ။သူ့ရဲ့ပုံမှန်ကျွန်တော် level ရပြောမယ်ဆိုရင် twin goal နဲ့ penalty goal မပြင်းရသေးတာပေါ့နော်။ကျွန်တော်အကုန်လုံးကအဆင်ပြေနေရဆိုတော့အချိန်မီး तू ကမနိုင်ဘူးလို့ထင်တဲ့အချိန်မျိုးတွေမှာလည်းအချိန်ချင်းကြော်ဖြတ်ပြခဲ့တာကြီးပဲ။ဒီအသီးမှာ100%ရာနှုန်းပြနိုင်ထားတာဥပမာ2-3သင်းလောက်ပဲရှိတယ်။အဲထက်မှာ Liverpool ကထိတ်ဆုံးသွားပါတယ်ဆိုတော့ ီဘက်မှာ तू ကတော့ယုံကြည်မှုပြည့်နေနိုင်ပါပဲဒီပွဲကိုနိုင်မလားလို့မေးနိုင်မယ်လို့ပြောမဲ့လူကကျွန်တော်လည်း90%ခန့်တော့ရှိလိမ့်မယ်ထင်တယ်ကျွန်တော်တို့ကတော့နည်းနည်းလေးလီဗာပူးကိုတန်တရားနဲ့စောင့်ကြည့်နေတဲ့လူတွေမှာပါတယ်ဆိုတော့ဒီဘက်မှာချေချော်ခဲ့မယ်ဆိုရင်ဟုတ် ပဲလေးကသူတို့ဒုက္ခပေးနိုင်တဲ့အခြေအနေမျိုးမှာရှိတယ်မနိုင်ဘူးတော့မပြောပြမယ်ပဲလေးကကောင်းကောင်းကြီးကိုသူ့ကိုအိမ်ကွင်းမှာခံကန်နိုင်တဲ့အနေအထားမျိုးရှိတယ်လို့ကျွန်တော်တို့ယူဆတယ်ကိုဟုတ်ကဲ့အဲ့တော့ကျွန်တော်ရှိမှပြောခဲ့လို့ပေါ့ပဲလေးကပဲလေးရှုံးခဲ့မယ်ဆိုရင်တော့ခက်ညံ့ညံ့ရှုံးမှာတော့မဟုတ်ဘူးဘာလို့အခက်တွေ့အောင်ကစားပြီးတူတူတန်တန်ရှုံးခဲ့တော့တူတူတန်တန်ကက်ရှုံးလိုက်မယ်အနေအထားမျိုးပေါ့နော်အဲ့တော့ကုကုဆုံးဆိုတာအာတည်ကြနိုင်တာလားဟုတ်ဒီဘွဲကို ဒီပွဲကကျွန်တော်ရှေ့မှာပြောခဲ့သလိုပဲတော်တော်လေးကိုလီဗာပူးအတွက်ရုန်းကန်နိုင်တဲ့ပွဲလို့ထင်တယ်ကျွန်တော်အရေးဆုံးပြီးရွေးပါဆိုကျွန်တော်ပဲလီကိုရွေးချင်တယ်ကိုဟုတ်ကဲ့အဲ့တော့ကိုကိုစီရတဲ့တီးရောက်ကြတော့ပဲလီပဲလီပဲလီစီဖြစ်နေကြအဲ့တော့ဟိုဟိုလီဗာပူးကတော့ကိုစိုးရင်းတော်ရှေ့မှာပြောခဲ့တဲ့အထက်မှာလည်းပါပါတယ်ဒီသူ့မှာဟိုအစုံလင်းအလုံးရင်းနဲ့အကောင်းတဲ့အတင်းတင်းပေါ့ကျွန်တော်တို့အခုတန်ဖျားရှိနေတယ်စိုးရိမ်နေတယ်ဆိုတာကသူ့ရဲ့ရလက်တွေအရနည်းနည်းလေး break ဖြစ်ချင်းနေခဏလေးတစ်ဆောင်နားကျင်နေတယ်လည်းမောနေပုံရတယ်ပေါ့ဆိုတော့သူ့ရဲ့ခြေစွမ်းနဲ့အသင်းရဲ့အစုဖွဲ့ကိုတန်ဆာရှိလို့တော့မဟုတ်ဘူးဒီအသင်းကတော့ယာစီတရာစီလုံးမှာအလုံးရင်းနဲ့အာခေါင်းပေါင်းနဲ့သွားမယ်အသင်းပေါ့ဒါပေမဲ့ပြီးခဲ့တဲ့ဒီ၄၅ဘွဲအချိန်လေးကသူနည်းနည်းလေးဟိုထောက်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 လေးတွေဖြစ်နေတယ်နည်းနည်းလေးအဲ့အဲ့ဟာလေးကိုစောင့်ဖမ်းမယ်ချိန်လားပေါ့လေအဲ့အဲ့ဟာလေးကိုကြည့်နေတဲ့အတွက်ကျွန်တော်တို့ပဲလေးဆိုပြီးတော့အဲကိုကြည့်နေတယ်ကိုဆိုဆိုတော့သွားနေတာပေါ့လေအဲ့တော့အာဒီဘက်မှာတော့ကျွန်တော် လီဗာပူးကနေကတ်လိုက်ရင်ကောင်းပါတယ်။ဘာလို့လဲ။နေရာပြည့်နေရာပြည့်နေပြီနော်။အဲ့တော့ risk များပါတယ်။လီဗာပူးကနိုင်သွားမယ်လို့ပဲကျွန်တော်ကတော့ယူဆလိုက်တော့မယ်ပေါ့နော်။ဒါလည်းဟိုအချင်းဒီပေါ်လိုက်တွေးတာပါ။ဆိုတော့အဲ့တော့လီဗာပူးကနိုင်သွားတယ်လို့ထင်ပါတယ်။အဲ့တော့ဒီနေ့တင်ဆက်မှုကပွဲနဲ့သုံးပွဲအများကြီးပြောခဲ့တော့အဲကျွန်တော်အချိန်လေးနဲ့တည်းကြော်ပြီဆို။ဟုတ်ကဲ့။အဲ့တော့သုံးပွဲတင်ဆက်ပေးခဲ့တယ်။ရှေးသော United ပွဲနောက် Chelsea ပွဲအခု လီဗာပူးပွဲပေါ့ဆိုတော့အဲ့တော့ကျွန်တော်ဟိုတယောက်တစ်ခေါက်လောက်ပေါ့ဘောနပ်စ်အနေနဲ့ပေါ့အဲ့တော့ဘောနပ်စ်အနေနဲ့ဆိုတော့ဒီနေ့ကိုစိုးစော်လည်း၃ပွဲယူပေးခဲ့တယ်ကိုချင်းကြီးလည်း၃ပွဲယူပေးခဲ့တယ်ပေါ့အဲ့၃ပွဲတွေကတပွဲပဲယူပါတော့ဆိုရင်အကြိမ်ဆုံးတစ်ခုစီဘောနပ်စ်လေးပေးခဲ့ပါအောင်အဲ့တော့ဒီ၃ပွဲတွေကကိုချင်းကြီးဘယ်ပွဲတွေကဘယ်သင်းကိုကြိုက်မလဲပေါ့လား၃ပွဲထဲမှာအကြိုက်ဆုံးဆိုရင်တော့ကျွန်တော်တော့ race ယူပြီးတော့ဦးနောက်ဆုံးယူခဲ့တယ်ကျွန်တော်ပဲလေးကျွန်တော်တို့စီပဲလေးဖန်များတာပေါ့ อ่าดาวนะเออไอ้ตัวเนี้ยกูซื้อตัวเบเวลี่ยืมไปเลยสนออ่ะดุติยาบวยที่เชลซีเนี่ยไบรตันบวยโหดาอเปียนแลนโกมยาเลยป่ะทวินโกมยาเลยยายมั้ยป่ะจนเราไอ้แบบกูยืมไปอ่ะอ่าဖြိုးပြီးมูปေးနိုင်มั้ยอเปียนแลนทวินโกนี่แม้ๆมียาเลยป่ะเนาะโอเคไอ้တော့โหเจซุติมาเนี่ยมะเล่ผ่านซีซั่นมาเล่เสร็จเปียวออกมาสรแล้วอ่าตะนี้โกนี่บอลลงยักกั่วมาเปลี่ยนซ้อมกันมาโอเคป่ะโอเคป่ะချန်နယ်ကိုကြည့်ရှုနေကြတဲ့ပရိသတ်များအများကျွန်တော်တို့ဘောလုံးရက်ွက်အစီအစဉ်ဒီနေ့တင်ဆက်မှုကိုဒီမှာနားကျင်ပါတယ်မနေ့ပြန်ပါလဲဒီစီစဉ်ကအရှိရာဖြစ်လို့ပရိသတ်တွေဆောင်းမြောကြည့်ရှုနိုင်ပါတယ်ကြည့်ရှုအပ်ပြီးပရိသတ်တွေအားလုံးကိုကျေးဇူးတူဝဲတင်ရှိပါတယ်